မွန်ပြည်နယ်ဒေသဆိုင်ရာခေတ်သွန်းလုပ်ငန်းကော်မတီလေးမြင်းဆောင်2025လုပ်ငန်းညီနိုင်စီဝေးကိုဇွန်လ12ရက်နေ့မွလပိုင်းကပြည်내ဆွေးနွေးဖွဲ့ယုံအောင်ဆန်းခမ်းမှာကျင်းပရာပြည်내ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းက ိုတယ်နဲ့ခီးကောင်းဝင်ဆောင်မှုလုပ်ငန်းများကိုကျမကြီးဆိုင်ရာ BNR ရဲ့ကင်းရှင်ရေးနဲ့စင်စက်မပြတ်ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးခီးစဉ်ဒေတာများမှာလုံခြုံရေးနဲ့ BNR ရဲ့ကင်းရှင်ရေးများကိုဦးစားပေးကဏ္ဍတရအနေနဲ့ဆောင်ရွက်နိုင်ရေးအတွက်လိုအပ်တဲ့အကြံဉာဏ်ကောင်းများနဲ့အခက်အခဲများအားဆွေးနွေးတင်ပြပေးစီလိုပါကြောင်းတိုက်တွန်းပြောကြားပါတယ်ဆလဘီပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်းဟိုတယ်များအားအမျိုးသားဆင် National Level ASP အတိအမှတ်ပြုတစ်စိတ်ရရှိတဲ့မွန်ပြည်နယ်အတွင်းရှိတီဝဟိုတယ်၊ကောင်းလတ်ဟိုတယ်နဲ့ရွှေနည်းစီမိုတယ်တို့အားအတိအမှတ်ပြုတစ်စိတ်များပြည့်ရချင်းမြင်ခဲ့ပါတယ်။အဲဒီနောက်ပြည်နယ်ဟိုတယ်နဲ့ခီးသွွားညွှန်ကြားမှုဦးစီးဌာနညွှန်ကြားမှုဦးစီးရထွန်းကပြည်နယ်တွင်ခီးသွွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ထားရှိမှုချင်းနေများအား၎င်း ဟိုတယ်မိုတယ်တဲခိုရိတ်သားများအဲ့လန့်ညွန်လုပ်ငန်းများလိုင်စင်သက်တမ်းတို့အခြေအနေအားလကောင်းရှင်းလင်းတင်ပြခဲ့ပြီးပြည်내ဝန်ကြီးချုပ်နဲ့ကော်မတီဝင်များကသက်ဆိုင်ရာကဏ္ဍလိုက်ရှင်းလင်းတင်ပြခဲ့ကြမှုပေါ်ပြည်내ဝန်ကြီးချုပ်ကလိုအပ်တာများကိုပေါင်းစပ်ညီနိုင်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါတယ်မွန်ပြည်နယ်မူရုံမြို့နယ်အတွင်း rubber wood ကုမ္ပဏီများမှပင်အိုခုတ်လဲခွင့်ရတောင်သူများတို့ rubber ပြိုးပင်ပေးရခြင်းခံနာကိုဒီကနေ့မနက်ပိုင်းက နှိရှိပင်များသူတေသနာနဲ့ဤပညာဖွံ့ဖြိုးရေးကြံမှုတော်မှာကျင်းပရာ ဝန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းကနိုင်ငံတော်အတွက်စီးပွားရေးအရအရေးပါတဲ့ rubber ကိုပြည်နယ်တွင် တိုးချဲ့စိုက်ပျိုးလျက်ရှိပြီးမြန်မာနိုင်ငံရဲ့ rubber site area များနဲ့ဝန်ပြည်နယ်ဟာ rubber site ဧကအများဆုံးဒေသဖြစ်ရာ2024-2025ခုနှစ်မှာ site ဧက9သိန်းကျော်စိုက်ပျိုးထားရှိပြီးဖြစ်ပါကြောင်း2024-2025ခုနှစ်မှာတောင်သူပေါင်း206ဦးရဲ့ rubber pin ကို1316ဧကအားပြည်နယ်အစိုးရဖွဲ့ရဲ့ခွင့်ပြုချက်ဖြင့်ခုတ်လဲခွင့်ပြုခဲ့ပြီးတည်ငြိမ်သောဈေးနှုန်းရရှိစေရေးအတွက် သက်ဆိုင်ရာများမှဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန်အမှားစကားပြောကြားခဲ့ပါတယ်။အဲဒီနောက်ပြည်နယ်ဝန်ကြီးချုပ်နဲ့တာဝန်ရှိသူများကရာဘာပင်အိုခုတ်လွဲခွင့်ရတောင်သူများထံသို့ရာဘာပြိုးပင်များပေးအပ်ခဲ့ပြီးရာဘာဆိုင်တောင်သူတအူးကကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါတယ်။ဆက်လက်ပြီးပြည်နယ်ဝန်ကြီးချုပ်နဲ့တာဝန်ရှိသူများဟာနှစ်ရှည်ပင်များသုတေသနနဲ့ဤပညာဖွံ့ဖြိုးရေးခြံတွင်ရာဘာပြိုးပင်များစိုက်ပျိုးထားရှိမှုအခြေအနေများကိုလှည့်လည်ကြည့်ရှုစစ်ဆေးကလိုအပ်တာများကိုတာဝန်ရှိသူများအားမှတ်ကြားခဲ့ပါတယ်။ အဲဒီကမှတစင်ဝင်းပြင်းနယ်ဝင်းကြီးချုပ်နယ်ဖွဲ့ဟာမော်လမြိုင်မြို့အမှတ်6ခြေကံပညာထက်တန်းကျောင်း မြန်ရတနာလေးတက်စင်းနဲ့မွန်ပြည်နယ်အစိုးရအဖွဲ့ယူလို့မှကျင်းပပြုလို့တဲ့အမိုက်မျိုးစာခွဲခြားစွန့်ပစ်ခြင်းနဲ့တရုတ်ပြဆောင်ရွက်မှုခန္ဓာကိုတက်ရောက်ရာရှေးဥစွာအမတ်၆ခြေကံပညာထက်တန်းကျောင်းမှာပြည်နယ်ဝန်ကြီးချုပ်ကမော်လမြိုင်မြို့အပါဝင်နိုင်ငံရဲ့အဓိကမြို့ကြီးတွေမှာနေစဉ်စွန့်ပစ်အမိုက်ထွက်ရှိမှုတည်တည်တာတာများပြားလျက်ရှိကစွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုနဲ့ပတ်သက်ပြီးစိန်ခေါ်မှုတွေကိုရေရှည်မှာပုံမှုရင်ဆိုင်ကြုံတွေ့နေရပါကြောင်းပြောကြားပါတယ် အဲ့ဒီနောက်မွန်ပြည်နယ်ပဝန်ကျင်ထင်းသိမ်းဦးစီးဌာနညွှန်ကြားမှုကအမိုက်ခွဲခြားဆွန့်ပစ်ခြင်းအကြောင်းတည်ကောင်းစရာအားရှင်းလင်းတင်ပြကတက်ရောက်လာကြတဲ့ကျောင်းသားကျောင်းသူများကအမိုက်အမျိုးအစားခွဲခြားဆွန့်ပစ်ခြင်းအမိုက်ဆူအတွက်အမိုက်ပုံးအစိမ်းရောင်အမိုက်၆အတွက်အမိုက်ပုံးအဝါရောင်ပလတ်စတစ်အမိုက်အတွက်အမိုက်ပုံးအပြာရောင် BN ရဲ့ရှိအမိုက်အတွက်အမိုက်ပုံးအနီရောင်တို့မှာတရုတ်ပြတ်သားဆောင်ရွက်နေသူများအားပြည်နယ်ဝန်ကြီးချုပ်ကပလာဆောင်အုံများချင်းမြင့်ပေးအပ်ခဲ့ပါတယ်။ ဆက်လက်ပြီးပြည်내ဝန်ကြီးချုပ်နဲ့ဖွဲ့ဟာမြန်ရတနာ၄တက်ဈေးမှာဈေးသူဈေးသားများနဲ့တွေ့ဆုံပြီးဈေးများမှာစွန့်ပစ်အမှတ်များကိုစနစ်တကျခွဲပြားစွန့်ပစ်ခြင်းမရှိစေခြင်းကြောင့်ပတ်ဝန်းကျင်ညဉ့်ဉန်းမှုများဖြစ်ပေါ်စေပြီးမြေစီလွာမြေချောင်းနဲ့ရေရင်းမြစ်တွေပေါ်မှာလည်းစိုးကြိုးတွေတက်ရောက်စေမှာဖြစ်ပြီးစွန့်ပစ်အမှတ်များစုပုံစွန့်ပစ်ထားတဲ့နေရာများမှာထွက်ရှိလာတဲ့ရေစိုးစွန့်ပစ်ပစ္စည်းတွေကိုလာပြင်းမှာမီးရှို့ခြင်းကြောင့်လည်းမြေဒုရေဒုလေဒုတွေကိုညဉ့်ဉန်းစေပြီးပြည်သူတွေရဲ့ကျန်းမာရေးကိုတိတိကျကျထိခိုက်စေမှာဖြစ်ပါကြောင်းဈေး ကြီးတန်ရှင်းတာယာလှပအောင်လိုက်နာဆောင်ရွက်ကြစီလိုကြောင်းပြောကြပါတယ်။အဲနောက်မွန်ပြည်နယ်ပတ်ဝန်းကျင်ထင်းသိမ်းဦးစီးဌာနညွှန်ကြားမှုကအမိုက်ခွဲခြားဆွန့်ပစ်ခြင်းအကြောင်းတည်ကောင်းစရာအားရှင်းလင်းတင်ပြကဈေးသူဈေးသားများကအမိုက်မျိုးစာခွဲခြားဆွန့်ပစ်ခြင်းတရုတ်ပြတ်သားဆောင်ရွက်နေမှုကိုကြိရှိအားပေးခဲ့ကြပါတယ်။အလားတူမွန်ပြည်နယ်အစိုးရအဖွဲ့ရုံးမှအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများကအမိုက်အမျိုးစာခွဲခြားဆွန့်ပစ်ခြင်းနဲ့တရုတ်ပြတ်ဆောင်ရွက်မှုများကိုလိုက်လံကြိရှိအားပေးခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာ။